တွေ့ရတာဝမ်းသာပါတယ်အတ္တမီမကင်မီဟာဖြစ်ပါတယ်ဒီနေ့ကောင်းစဉ်ကတော့အတ္တမီထိရခြင်းရဲ့အကြောင်းရင်းတွေပါအတ္တမီကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာနိုင်တဲ့အကြောင်းရင်းမျိုးမျိုးရှိပါတယ်ဒီလိုအကြောင်းရင်းမျိုးမျိုးအကြောင်းလူအများပြားကအတ္တမီစီးပွားရေးလုပ်ကြပြီးလူအများပြားကလည်းအောင်းမြင်နေကြပါတယ် အတ္တမီဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေကိုလူတွေကိုမှန်မှန်ကန်ကန်ပြောပြနိုင်ရင်စီးပွားရေးအတွက်အရန်ထောက်ကူဖြစ်မယ်လို့ထင်ပါတယ်။ဒီနေ့ဒီအချိန်မှာတော့အတ္တမီဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေကိုတစ်ချက်ချင်းစီသုံးသပ်ပြီးပြောပြနိုင်တဲ့နည်းလမ်းတွေကိုပါဆွေးနွေးပေးပါမယ်။အတ္တမီဖြစ်ရခြင်းရဲ့ပထမဆုံးအကြောင်းရင်းကဘာလဲဆိုတာကြည့်ကြရအောင်။ဟုတ်ပါတယ်။အဓိကကထုတ်ကုန်ပဲဖြစ်ပါတယ်။မလို့ထုတ်ကုန်လဲဆိုတော့ကိုရိုင်းဝယ်ယူသုံးဆွဲသူတွေကအလိုလျောက်ပြန်ဝယ်သုံးကြတဲ့ထုတ်ကုန်ဖြစ်တဲ့အတွက် အတ္တမီချစ်လာနိုင်တာပါအလိုလျောက်ပြန်ဝဲသုံးကြတဲ့ထုတ်ကုန်ချစ်တဲ့အတွက်အတ္တမီချစ်လာတာပါဒီလိုအလိုလျောက်ပြန်ဝဲသုံးမှုဖြစ်လာဖို့ဆိုရင်အခြေခံလိုအပ်ချက်အနည်းငယ်ရှိပါတယ်ပထမဆုံးကထုတ်ကုန်ရဲ့ရည်သွေးပါပဲထုတ်ကုန်ကောင်းယုံနဲ့မလုံလောက်ဘူးထုတ်ကုန်ရဲ့ဈေးနှုန်းချင်းပြိုင်နိုင်မှုပါ ပါရမယ်အကြောင်းကတော့ကောင်းပေမဲ့ဈေးကြီးရဲ့ထုတ်ကုန်တွေကတကယ်များပါတယ် ဒါပေမဲ့ကောင်းပြီးဈေးသက်တာတဲ့ထုတ်ကုန်တွေကမကြာခဏမတွေ့ရပါဘူး။အတမီကရေသွေးအမြင့်ဆုံးထုတ်ကုန်တွေကိုဈေးနှုန်းအတော်ဆုံးနဲ့ပေးသွင်းနေတဲ့အတွက်အပြည့်အဝထုတ်ကုန်လို့ခေါ်ကြတာပါ။ဒီလိုအပြည့်အဝထုတ်ကုန်ဖြစ်တဲ့အတွက်လူအများစုက အတမီရဲ့မန်နီယာတွေချစ်လာကြပြီးအတမီကဒီလိုတိုးတက်လာနိုင်ခဲ့တာပါ။ ဒါပေမဲ့ထုတ်ကုန်ကအပြေအဝထုတ်ကုန်ဖြစ်တယ်လို့ပြောလို့ပင်မဲ့ဒါကတာရှည်ခံပစ္စည်းတစ်ခုဖြစ်တာဒါမှမဟုတ်တခါတလေသုံးယုံနဲ့ပြီးသွားတဲ့အလှကုန်ပစ္စည်းတို့မဟုတ်စိတ်ကြိုက်ပစ္စည်းမျိုးဆိုရင်တော့ဒီလိုအလိုလျောက်ပြန်ဝယ်သုံးတာတွေမကြအခဏမဖြစ်နိုင်ပါဘူးဒါပေမဲ့အက်ဒမီရဲ့ထုတ်ကုန်တွေကတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာမဖြစ်မနေလိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေပါပဲသွားတိုက်စီသွားတိုက်တန်ခေါင်းလျှော်ရည်စပင်ပြော့စီစက်ပြာတတုတ်တုတ်တုံးတဲ့စက်ကူတွေလိုမျိုးပါ ကျွန်တော်တို့ကိုယ်ဝမှာမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကိုအတမီကတင်သွင်းရောင်းချနေတဲ့အတွက်ဒီလိုထုတ်ကုန်တွေကတကယ်ကောင်းပြီးတကယ်ဈေးသက်သာရင်လူတွေသုံးမဲ့အကြောင်းရင်းတစ်ခုမှမရှိတော့ပါဘူး။ဒါပေမဲ့ဝယ်ရခက်ခဲတယ်ဆိုရင်တော့လူတွေက ပြန်ဝယ်သုံးတာတွေမကြာခဏမဖြစ်နိုင်ပါဘူး။ဒါပေမဲ့အတမီကတော့အင်တာနက်ဈေးဝယ်ဆိုင်တစ်ခုပါ။ အခမဲ့အဖြစ်အဖွဲ့ဝင်အဖြစ်စရင်သွင်းပြီးညီသူမဆိုအင်တာနက်ကနေဝယ်ယူနိုင်လို့ချက်ချင်းပဲထုတ်ကုန်ကိုလက်ခံရရှိနိုင်တဲ့ဝယ်ယူရလွယ်ကူမှုပါရှိပါတယ်။နောက်ထပ်ချန်ဖြူရဲ့ကုမ္ပဏီတွေနဲ့မတူတာကနဝက်မားကတ်တင်းမှာ၃လကြာပြန်ပို့နိုင်တဲ့အချိန်ကာလရှိပါတယ်။အတမီမှာလည်း၃လကြာပြန်ပို့နိုင်တဲ့အချိန်ကာလရှိပြီးဒါကိုလည်းတော်တော်လေးတက်ကြွစွာ ပြန်ပို့ခွင့်ပေးနေပါတယ်။ အတမီကစတင်တည်ထောင်ခဲ့တဲ့အချိန်ကလေးကယနေ့အထိပြန်အန်းဝေတောင်းခတ်မှုနှုန်းဟာတရာဂိုင်းနှုန်းတောင်မရောက်ဘူးတာလေထူးခြားချက်တစ်ခုပါပဲဒီလိုအတမီရဲ့အပြိုင်ဆိုင်နာယူနိုင်စွမ်းဖြစ်တဲ့အလွန်ထူးခြားတဲ့ထုတ်ကုန်တွေရှိလို့ပဲအတမီကိုရွေးချယ်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်အတမီကို သုံးမိတဲ့ကျွန်တော်ကသဘောကျတဲ့အစားသုံးသူတယောက်သားမကလုပ်ငန်းရှင်အနေနဲ့လည်းလူတွေကိုအတမီအကြောင်းကိုတမာတိနဲ့ညှဝေနိုင်လို့အတမီလုပ်ငန်းကမဖြစ်မနေအောင်မြင်နိုင်တာပါပဲ အတ္တမိထုတ်ကုန်တွေကိုစိတ်ကြိုက်ပြန်ဝဲသုံးကြတာကပထမဆုံးအကြောင်းရင်းမှာဒုတိယအကြောင်းရင်းကတော့ဓာတ်ရိုက်စုလက်ပေးသည့်ပလံရဲ့ထူးခြားချက်ပါပဲအခုကျွန်တော်တို့ရဲ့စုလက်ပေးသည့်ပလံကိုနားလည်ကြည့်ရအောင်အတ္တမိအောင်မြင်နိုင်တဲ့အကြောင်းရင်းတွေနဲ့ပဲဒီပလံကိုဖန်တီးထားတာပါစုလက်ပေးသည့်ပလံရဲ့ပထမဆုံးထူးခြားချက်ကနှစ်ကြောင်း binary ဖွဲ့စည်းပုံပါ တင်းကိုယ်တိုင်ကနေကအုပ်စုနဲ့ပါအုပ်စုဆိုပြီးစားသုံးသူအုပ်စုနှစ်ခုဖန်တီးရုံပါပဲအလွယ်ဆုံးနဲ့အမြန်ဆုံးနီးလန်းကိုအသုံးပြုထားပါတယ်ဒုတိယထူးခြားချက်ကတော့ global one marketing ဖြစ်ပါတယ်အတမီကကိုရီးယားမှာစတင်ခဲ့ပြီးအခုတော့ကမ္ဘာတဝန်းမှာနိုင်ငံ26နိုင်ငံမှာတရားဝင်ရုံးခွဲတွေဖွင့်ထားပါတယ်ဒါအပြင်နိုင်ငံအရေးအတွက်ကလည်းဆက်လက်တိုးလာနေပါတယ်နိုင်ငံသားမှာစီးပွားရေးလုပ်တဲ့အခါ ိုရီးယားနဲ့ဖွဲ့ကြပြီးလောက်တာမဟုတ်ပဲဒီနှစ်ကြောင်းနီလန်အတွင်းမှာ Global One Martiri နဲ့အားလုံးချိတ်ဆက်ထားတာလည်းထူးခြားချက်တစ်ခုပါ။ဒါကြောင့်ကျွန်တော်တို့ရဲ့ဈေးကွက်ကအလွန်ကျပြန့်ပြီးအဆုံးမဲ့ပါပဲ။ဒါကြောင့်အရင်စတင်ခဲ့သူတွေအတွက်ပဲဈေးကွက်ရှိတာမဟုတ်ဘူးအခုစတင်မဲ့သူအနာဂတ်မှာ၅နှစ်၁၀နှစ်အကြာမှာစတင်မဲ့သူတွေအတွက်ပါဒီဈေးကွက်ကအလွန်ကျပြန့်ပြီးအဆုံးမဲ့တယ်ဆိုတာသိနိုင်ပါတယ်။ဒါအပြင်အက်တမီရဲ့အကျိုးခံစား권အစီအစဉ်ရဲ့ထူးခြားချက်ကလည်း မိသူမဆိုစီးပွားရေးလုပ်နိုင်နေဆိုတာပါပဲဒီမိသူမဆိုစီးပွားရေးလုပ်နိုင်နေဆိုတာကဘာလဲဆိုရင်သုံးဆွဲသူတယောက်ကစီးပွားရေးလုပ်တဲ့အခါစီးပွားရေးလုပ်တဲ့အတွက်အကျိုးခံစားခွင့် incentive ကိုလည်းရနိုင်တာက network marketing ရဲ့ထူးခြားချက်ပါပဲဒါဆိုသုံးဆွဲသူကနေစီးပွားရေးလုပ်သူဖြစ်လာတဲ့အခါပုံမှန်အားဖြင့်အတော်လေးခက်ခဲတဲ့လိုအပ်ချက်တွေချီးတက်ပါတယ် ဒါပေမဲ့အက်ဒမီမှာဒီလိုအချက်တွေမရှိပါဘူး။ဒါကြောင့်မိသူမဆိုစီးပွားရေးလုပ်နိုင်တယ်လို့ပြောတာပါ။ပထမတစ်ခုကဘလို့လိုအချက်တွေမရှိသလဲ။တုံးဆွဲသူကနေစီးပွားရေးလုပ်သူဖြစ်ချင်းအဲ့ဒီကုမ္ပဏီရဲ့ထုတ်ကုန်တွေကိုတခါတည်းဝယ်ယူသုံးရမယ်။ဝင်ခွင့်ခြေတစ်ခုရှိတတ်ပါတယ်။အက်ဒမီမှာတော့ဒီလိုလိုအချက်မရှိပါဘူး။အဲ့ဒါကြောင့်တုံးဆွဲသူဖြစ်နေတဲ့ုံကလည်းဓာတ်ရိုက်စီးပွားရေးလုပ်လို့ရပါတယ်။ဆုံးဖြတ်ချက်ရှိရင်စီးပွားရေးလုပ်နိုင်ပါတယ်။ လိုလိုအပ်ချက်မှမရှိပါဘူးဒုတိယအနေနဲ့ဝင်ခွင့်ကြေးကွာချားတော်လဲဒါစင်လားစာရောက်ဖို့ဆိုရင်ဥနမင်းနဲ့အော်တိုစင်ဆိုတဲ့အမည်နဲ့ပစုံတစ်ခုဝယ်ယူရမယ့်တာဝန်ရှိပါတယ်ဒါကိုလစင်ထိမ့်သိမ့်ခါကြေးလို့ခေါ်ကြပေမဲ့အတမီမှာလဲဒီလိုလိုအပ်ချက်မရှိပါဘူးတကယ်တော့ပြီးပွားရေးလုပ်နေတဲ့ကျွန်တော်ကတော့လစင်အတမီမှာဝယ်ယူပါတယ် ရှမ်ပူးလဲပြတ်သွားတတ်ပါတယ်။သပင်းအစီလဲပြတ်သွားတတ်ပါတယ်။ထပ်ပြီးအခါတလေတစုံတစ်ခုဝယ်ရတတ်သေးတယ်။အခါတလေရေပါဝယ်ရတတ်တယ်။နှာစင်ဝယ်ယူပေမဲ့ဥနမင်းနဲ့တာဝန်ယူပြီးဝယ်ဖို့မလိုအပ်ပါဘူး။လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ပစ္စည်းကိုဝယ်ယုံနဲ့ပြီးသွားလို့ဒီလစဉ်ထိမ့်သိမ့်ခါကြီးနဲ့သဘောတူညီမှုကမတူပါဘူး ဒါကြောင့်အတ္တမီမှာလစဉ်ထိမ့်သိမ့်ခါကြီးမရှိပါဘူး။နောက်တစ်ခုတော့တတိယအနေနဲ့အကြံပြုခလစာလည်းမရှိပါဘူး။ဒီအကြံပြုခလစာဆိုတာကတော့အိုအကြံပြုပေးထားတဲ့လူကဝယ်ယူသွင်းယူတဲ့ဝင်ခကြေးကိုပေးချေတဲ့အခါအဲ့ဒီဝင်ခကြေးရဲ့ကစိတ်တစ်ပိုင်းကိုအားပေးခလစာအနေနဲ့တရှိတာကိုဆိုလိုတာပါ။အတ္တမီမှာဝင်ခကြေးတောင်မရှိသလိုအကြံပြုခလစာလည်းမရှိပါဘူး။ တယောက်တည်းကိုယ်တိုင်အဖွဲဝင်အဖြစ်စည်ရင်သွင်းခဲ့တာဖြစ်စီတယောက်တယောက်ကစည်ရင်သွင်းခဲ့တာဖြစ်စီတရားခိုင်နှုန်းတူညီစွာအတိမတ်ပြုခံရတာကြောင့်ဒါလည်းကြီးမားတဲ့အရှင်ပြိုင်နိုင်စွမ်းတစ်ခုလို့ပြောပါရယ်အက်တမီရဲ့လုပ်ငန်းစနစ်နားလည်ပြီလားပထမကဝင်ခကြေးမရှိပါဘူးနားစင်ထိမ့်သိမ့်ခမရှိပါဘူးအကြံပြုခလစာလည်းမရှိပါဘူးဒါကအက်တမီအောင်မြင်နိုင်တဲ့အကြောင်းရင်းပါပဲဘာကြောင့်လဲဆိုတော့မြေသူမဆိုဒီလုပ်ငန်းကိုစတင်နိုင်လို့ပါဒါကြောင့်တစ်ခုလည်းချစ်လာနိုင်ပါတယ်အစာပိုင်းဝင်ခကြေးမရှိဘူး အာမတောင်းမရှိဘူးဆိုတော့လွယ်လွယ်ကူကူစတင်နိုင်တယ်လို့ထက်မှန်ပြီးလဲလွယ်လွယ်ကူကူထပ်နားလည်နိုင်ပါတယ်။ဒါပေမဲ့ထို့သောဖြစ်တော်လဲကိုတယောက်တည်းနင့်နာမရှိဘူးကိုအကြံပြုခဲ့တဲ့လူကလည်းအတမီလုပ်ငန်းကို အဆုံးထိမလုပ်နိုင်တာမျိုးလဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့လဲအနစ်နာတော့မဟုတ်တောင်းဝင်မပေးဘူးဆိုတဲ့အနေနဲ့အတမီရဲ့အပြာရင်ဆိုင်အင်အားအကြီးဆုံးအချက်လို့ပြောနိုင်ပါတယ်။ ထပ်ပြီးကိုတယောက်ထဲအကြံပြုတဲ့အခါတာဝန်မရှိလို့လူများကိုပြောပြနိုင်တာပါပဲ။ဒါလဲအတ္တမီအောင်မြင်နိုင်တဲ့အရေးကြီးဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ Okay မြေပုံမရှိပဲလုပ်ငန်းပါပဲ။ထပ်ပြီးတတိယအချက်ကတော့ဒန်းတူညီမျှတဲ့ဝေစုစနစ်ကိုပိုင်ဆိုင်ထားပါတယ်။ဒါကဘာလဲဆိုတော့အတ္တမီမှာအစားသုံးသူတွေအရန်များပါတယ်။အဲ့ဒီထဲကတချို့လူတွေကသာလုပ်ငန်းကို ဆောင်ရွက်ကြတာပါ။စားသုံးသူတွေလည်းစုချင်းငွေရနိုင်ပါတယ်။ ။ဒါသုံးသူဖြစ်စေလုပ်ငန်းရှင်ဖြစ်စေညီသူမဆိုတူညီတယ်လို့ပြောခဲ့ပါပြီ။အတ္တမီရဲ့လုပ်ငန်းရှင်တွေကို ပိုးပေးပြီးစားသုံးသူတွေကိုနည်းနည်းပေးတာမျိုးမရှိပါဘူး။ကျွန်တော်အနေနဲ့စုကြေးငွေရဖို့ဆိုရင်ငါဘက်ဘဲဘက်နဲ့ညာဘက်မှာအနည်းဆုံး3သိန်းပါတစ်ခုချင်းစီတက်လာရမယ်။ဒါမှပဲပထမဆုံးစုကြေးငွေရနိုင်ပါတယ်။ဒီ3သိန်းပြီဆိုတာအချိန်ကန့်သက်ထားတာမရှိပါဘူး။ရှင်းလာတဲ့အထိအကန့်အသတ်မရှိစူဆောင်းပေးပါတယ်။ တလအတွင်းမချစ်နိုင်ရင်နောက်လာမှာသူညချစ်သွားမယ်။တလအတွင်းမချစ်နိုင်ရင်ကြောက်သွားမယ်ဆိုတာမျိုးမရှိပါဘူး။ဒီလမှာမချစ်ရင်နောက်လာကိုနောက်လာမှာမချစ်ရင်နောက်နောက်လာကိုဒီနှစ်မှာမချစ်ရင်နောက်နှစ်ကိုဆက်သွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့စားသုံးသူတွေကတခါတည်းထုတ်ကုန်အားလုံးကိုမပြောင်းကြဘူးလေ။ထုတ်ကုန်တွေကိုသွားတိုက်ဆေးသွားတန်းစမ်းသုံးကြည့်ပြီးနောက်နောက်ထပ်ကောင်းလျှော်ရေးတောင်းတုံးကြည့်ပြီးတခုချင်းစီတဖြည်းဖြည်းတိုးတုံးလာကြတာပါဒီ၃သိန်းပီပီကမကြီးရပါပဲ ဒီ3သိန်း PP ကို ပြည့်အောင်လုပ်ဖို့အချိန်ကြာနိုင်ပါတယ်။ဒါပေမဲ့ပြည့်လာတဲ့အထိစောင့်ပေးပြီးနောက်ဆုံးမှာတော့စုကြေးကို မလွဲမသွေပေးသွားတာပါ။ဒါကြောင့်စားသုံးသူတွေအတွက်ပါစုကြေးကိုဝီစုပေးတဲ့စုကြေးဖွဲ့စည်းပုံဖြစ်လာတာပါ။အရင်များပြားတဲ့စားသုံးသူတွေကစုကြေးရရှိနေကြပါတယ်။ဒီကျွန်တော်ရဲ့မကြောင်ပိုင်ရီထဲမှာရှိတဲ့လူတွေကိုအစစ်မကန့်သက်ပဲအတိမတ်ပြုတ်ပေးတဲ့ထူးခြားချက်ရှိပါတယ်။ ျွန်တော်တယောက်တည်းအဖွဲဝင်စီခဲ့တာဖြစ်စေတခြားသူကအဖွဲဝင်စီခဲ့တာဖြစ်စေအားလုံးကိုမျှဝေသုံးဆွဲနိုင်တဲ့ဖွဲ့စည်းပုံပါပုံမှန်အားဖြင့်နှစ်ចောင်းပိုင်းကြီးစနစ်ဆိုရင်တဲ့အဆင့်20အဆင့်30အဆင့်လို့အဆင့်လိုက်ခွဲပြီးအတိမတ်ပြုတ်ပေးတဲ့အခွင့်အလမ်းတွေများပါတယ် အဆင့်တစ်ခုချင်းစီရာဂိုင်နှုန်းကိုမတူညီအောင်သတ်မှတ်တာမျိုးအခြားထူးခြားချက်တွေပါရှိပါတယ်ပထမမှာတော့ကိုယ့်ရဲ့ပထမအဆင့်ဖြစ်စီတရားအဆင့်တထောင်အဆင့်တထောင်အဆင့်တောင်ဖြစ်စီကိုတယောက်တည်းအဖွဲဝင်စီခဲ့တာဖြစ်စီတခြားသူကအဖွဲဝင်စီခဲ့တာဖြစ်စီအဆင့်မကန့်တတ်ပဲအားလုံးကိုအတိမတ်ပြုပေးပါတယ်ဒါအပြင်အဲ့ဒီအဆင့်မကန့်တတ်တဲ့စနစ်အတွင်းမှာလည်းအားလုံးအတူတူညဝေသုံးဆွဲနိုင်တဲ့ထူးခြားချက်ရှိပါတယ်ပေါင်းတသိအစင်းမာတော့တသိန်းပြီပြီတောင်းတက်လာရင်လေအားလုံးအတူတူမျှဝေသုံးဆွဲနိုင်ပါတယ် ဒါဆိုရင်ဒီမှာမေကွန်းတစ်ခုထထွက်လာမှာပဲမလား။အိုဒါဆိုနောက်ပြန်အမျက်ဆုံးမဖြစ်နိုင်ဘူးလားတမေကညတူးရောင်စီးပွားရေးလုပ်နေရလား။အဲ့လိုတွေးတောက်နေချစ်နိုင်နေ။ကျွန်တော်လည်းအဲ့လိုထင်ခဲ့ဘူးပါတယ်။ဒါပေမဲ့အရမီရဲ့အကျိုးခံစား권စနစ်ကိုတေချာစွာကြည့်လိုက်ရင်အဲ့လိုနောက်ပြန်အမျက်ဆုံးတာမဖြစ်အောင်တိစောက်ထားတာပါ။ဒီအကြောင်းကိုပုံမှန်လေ့လာပြီးသိရှိကြည့်ပါကပုံမှန်ကောင်းမှုမယ်လို့ထင်ပါတယ်။ ။ထက်တစ်ခုကတော့အဲ့ဒီလိုပြဿနာမရှိတာကအမျက်တိုးရရှိနိုင်တဲ့အမြင့်ဆုံးကန့်သက်ချက်ရှိလို့ပါပဲ။အခုစီးပွားရေးကိုအစားပိုင်းမှာအစတင်သူတွေက membership ကိုပုံမြင်မြင်တည်ဆောက်နိုင်မှာပါ။ပြီးတော့ membership ကိုပုံမြင်မြင်တည်ဆောက်နိုင်လို့ပုံများများအကျိုးခံစား권ရနိုင်ပါလေ။ member စအရေးအတွက်တိုးလာတာနဲ့အမျှအကျိုးခံစား권ကအကန့်အသတ်မဲ့တိုးလာတာမဟုတ်ဘူးတခုခုအမြင့်ဆုံးကန့်သက်ချက်ရောက်ရင်အဲ့ဒီကန့်သက်ထားတဲ့ပမာဏကိုဆက်လက်လက်ခံရရှိမှာပါ ဒါကြောင့်ပြမင်းမအရင်ဆက်တင်သူတွေကခိတ်ဆိုးမှရောက်ပြီးစောင့်နေရတဲ့ပုံစံဖြစ်ပါတယ်။သူတို့ကအဲ့ဒီပတ်စံကို လက်ခံရရှိနေပြီးဆက်လက်စောင့်နေရပါတယ်။နောက်ကျစွာဆက်တင်သူတွေကလည်းတစ်ခေပြေးအဆင့်တန်းတွေတက်ပြီးထိတ်ဆိုးမှပြန်တွေးကြမယ်ခိတ်ဆိုးမှပြန်တွေးကြမယ်အားလုံးလည်းနောက်ဆုံးမှခိတ်ဆိုးမှပြန်တွေးကြတာပဲဖြစ်ပါတယ်။ အစောပိုင်းမှာစတင်သူတွေကအငြင်းအကျိုးခံစား권ကိုဆက်လက်ရရှိနေမည်ဆိုရင်တရားဝင် network ကုမ္ပဏီတွေကအကျိုးခံစား권ကို35ရာခိုင်နှုန်းတွဲမှာပဲချဲ့ဝပေးရတာပါဒီပိုင်းကအရေးအတွက်သတ်မှတ်ထားပြီးသားဖြစ်လို့တယောက်ယောက်ကမြများယူသွားရင်တယောက်ယောက်ကနည်းနည်းပဲရနိုင်မှာပေါ့ဒါပေမဲ့အဲ့ဒီမိကတော့အစောပိုင်းစတင်သူတွေအတွက်အမျက်တိုးအမြင့်ဆုံးကန့်သက်ချက်ရှိတာကြောင့်နောက်ပိုင်းစတင်သူတွေကိုကာဝယ်ပေးနိုင်တဲ့ချိန်ညှိထားတဲ့ခန့်ဝေမှုကိုလုံဆောင်နေတယ်ဆိုတာကိုသိနိုင်ပါတယ် ဒါကြောင့်တထမီမှာတက်နိုင်စွမ်းရှိသူဖြစ်စေမရှိသူဖြစ်စေညီသူမဆိုမလွတ်သွားဘူးဆိုရင်တထမီမှာအောင်မြင်နိုင်တယ်။သစောစတင်သူဖြစ်စေနောက်ကျစတင်သူဖြစ်စေနောက်ဆုံးမှာတော့အမျက်တိုးအမြင့်ဆုံးကန့်တက်ချက်မှာတွေ့ဆုံရမယ့်ဖွဲ့စည်းပုံပါ။ဒါကလည်းအထမီကအောင်မြင်နိုင်တဲ့အကြောင်းရင်းလေးကတစ်ခုပါ။အကန့်အသတ်မရှိပဲစုဆောင်းခွင့်ပေးပြီးအစင်တန်းတွေလည်းအကန့်အသတ်မရှိပဲအတိမဲ့ပြုတ်ပေးတာနဲ့မအောင်မြင်နိုင်ဘူးလို့ထင်နိုင်ပါမလား။ကျွန်တော်အမရဲ့ဒီအကျိုးခံစားခွင့်အစီအစဉ်ရဲ့ထူးခြားချက်ကိုတည်လာရင်တော့ တကယ်ပဲအရန်အံ့ဩဖို့ကောင်းတယ်လို့ခံစားရမှာပါဒါအပြင်ရထမီကမအောင်မြင်နိုင်ဘူးဆိုတာမချစ်နိုင်ဘူးဆိုတာသိလာနိုင်ပါတယ်။အထမီကထုတ်ကုံတွေအရန်ကောင်းလို့ထုတ်ကုံတွေတုံးကြည့်ပြီးအိုးဒီရထမီကလွယ်လွယ်လေးပဲနော်လို့ထန်စားရပါတယ်။ဒီရထမီကအရန်စိတ်ဝင်စားဖို့ကောင်းတယ်နော်လို့လည်းထန်စားရပါတယ်။ဒါကြောင့်မလွယ်လေးနဲ့စတင်သူတွေအရန်များပါတယ်။အထမီစီးပွားရေးလုပ်သူတွေကတော့အကျိုးခံစား권အစီအစဉ်ကိုတကယ်တမ်းလေ့လာကြည့်တင်ပါတယ်။ရော်ကျေးအစီအစဉ်အကြောင်း တင်ပိုတိလေလေမြင်းကိုအထမချစ်လာစေသည်နီးချစ် ဖန်ကြီးထားသည်ကို ပိုး၍နားလေလာလေဖြစ်သည်အခုတော့အထမီအောင်မြင်ရတဲ့အကြောင်းရင်းတွေကိုတစ်ချက်ချင်းစီသုံးသပ်ကြည့်ပြီးပါပြီကျွန်တော်တစ်ချက်ချင်းပြောခဲ့တဲ့အကြောင်းအရာကိုဒါကြောင့်အနေနဲ့ပြောရမယ်ဆိုရင်ဒီလိုပါပဲ လိုအပ်ချက်မရှိပဲမိမိကအစတင်မှတ်ပုံတင်ပေးခဲ့ပေမဲ့ဖြစ်စီတယောက်ယောက်ကမှတ်ပုံတင်ပေးခဲ့ပေမဲ့ဖြစ်စီကဘာတဝမ်းတိုင်းတာနဲ့အစစ်မကန့်သက်ပဲအတိအမှတ်ပြုခံရတာကြောင့်မချစ်နိုင်ဘူးဆိုတာမရှိဘူးလွယ်လွယ်လေးပဲမလားအခုတော့တစ်ခေါက်လိုက်ပြောကြည့်မယ်နော်လိုအပ်ချက်မရှိပဲမိမိကမှတ်ပုံတင်ပေးခဲ့ပေမဲ့ဖြစ်စီတယောက်ယောက်ကမှတ်ပုံတင်ပေးခဲ့ပေမဲ့ဖြစ်စီ Global One Marketing နီးစနစ်နဲ့အစစ်မကန့်သက်ပဲအတိအမှတ်ပြုခံရတာကြောင့်မဖြစ်နိုင်ဘူးဆိုတာမရှိဘူး အောင်မြင်နိုင်ဘူးဆိုတာမရှိဘူးဒီလိုပဲပေါ့ဒါပေမဲ့ခမီးစည်းပွားရေးကိုစတင်ခဲ့တဲ့လူတိုင်းဟာအောင်မြင်ကြတာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတာသိကျင်ပါသလားအဖွဲ့အစည်းတစ်ခုတည်ဆောက်ဖို့နဲ့အဖွဲ့ဝင်စနစ်တစ်ခုဖန်တီးဖို့အတွက်အချိန်တချို့မဖြစ်မနေလိုအပ်ပါတယ်အချိန်ကွာဟမှုရှိပေမဲ့အမှားမရှိပါဘူးဒါပေမဲ့ဒီအချိန်ကွာဟမှုကိုမခံနိုင်ပဲလမ်းလျှောက်ချင်းရက်သွားတဲ့လူတွေညားပါတယ်။ဒါကြောင့်တနော်ကတကယ်တမ်းတောင်းဆိုချင်တာက မလွတ်သွားဘဲနောက်ဆုံးအထိဆက်လုပ်ကြပါစေလိုပါတယ်။အခုကြည့်ပါဦး။အက်ထမီကတကြောင်နှစ်ကြောင်မရှိပါတယ်။အစင်တန်းအကန့်အသတ်မရှိပဲအတိမတ်ပြုတ်ပေးပါတယ်။ကိုယ်တိုင်အဖွဲဝင်အဖြစ်စည်ရင်းသွင်းခဲ့တာဖြစ်စေတခြားသူစည်ရင်းသွင်းခဲ့တာဖြစ်စေငါ့အနယ်အဖွဲထဲမှာရှိတယ်ဆိုရင်အားလုံးငါ့အောက်ကလုပ်ငန်းလို့သတ်မှတ်ပါတယ်။အခုကျွန်တော်မြဲတမ်းတလက်အတိပေးနေတယ်ဆိုရင်တနေ့တစ်ချိန်မှာကျွန်တော်ထက်ပိုးစိတ်အားထက်သန်ပြီးပိုတက်သည့်ပြီးကျွန်တော်တို့နိုင်ငံသားမဟုတ်တဲ့လူတွေကခက်လာနိုင်မလား မထွက်လာနိုင်ဘူးလားဟုတ်ပါတယ်ဒါကိုအမြန်ဆုံးချစ်အောင်လုပ်နိုင်တဲ့နီလန်းကတော့အိုရန်ပူပြီးဒိုးစားပြီးအတိပေးတာပဲဖြစ်ပါတယ်အထမေကိုဝေးချဲ့လိုက်ပြီးဆိုရင်မလွတ်သွားပါနဲ့နောက်ဆုံးအထိအမေစီးပွားရေးကိုဆက်လက်လုပ်ဆောင်ပြီးအားလုံးနဲ့အတူထိတ်ဆုံးမှာပြေဆုံးနိုင်ကြပါစေလို့ပါတယ်ဒီနေ့ဘူးဒီမှာပြေဆုံးပါပြီကျေးဇူးတင်ပါတယ်